မင်္ဂလာပါဆွေတော်မျိုးတော်များဆွေဟောင်းမျိုးဟောင်းများအားလုံးမင်္ဂလာပါတရားကို ရှင်မြတ်နိုးပြီးတော့တရားရအောင်ကြိုးစားနေကြတဲ့နောက်တစ်မျိုးမိမိရဲ့အတွင်းစိတ်ဤလေသာတွေကိုအပိတိုင်ပေသက်နိုင်ဖို့ ကြိုးစားအားထုတ်နေကြတဲ့ယောဂီတွေကိုမြတ်စွာဘုရားကမာကြားခဲ့တာအကျိန်ပေါင်းများစွာကတတော်ဘိခဝေဘိခုဝိဟာရိယတဲ့တတော်ခန္ဓာကိုယ်အပေါ်မှာပံပဇာနအတိတံပစိရှိန်ပြီးတော့မှဝိဟာရိယနေကြစကပုံရှိတဲ့အတိုင်း စကားပြောက်ကစာမရှာဖယားပြောက်ကညံမရှာတရားပြောက်ကကိုမရှာဒီခန္ဓာကိုယ်ကြီးကိုပဲအထက်ထက်အခါခါစိတ်လေးလာစုံစမ်းနိုင်ဖို့သုံးသပ်နိုင်ဖို့အတွက်ကိုယ်တော်ကသမထာနိနဲ့ စိတ်ကိုနေရာတစ်ခုမှာထားတဲ့အောင်လေ့ကျင့်လာပြီးတော့မှထွက်လေသည့်ဝင်လေသည့်လေ့ကျင့်နေပေါ့ဖောင်းနေပိန်းနေလေ့ကျင့်နေရောဤကလည်းလေ့ကျင့်နေပေါ့ထိုင်နေထိတယ်ငေထိတ်ကိုကြည့်ပြီးတော့လေ့ကျင့်နေယောဂီတွေလည်းရှိတယ်ရှင်ကောင်းလေးကိုပဲစိုက်ပြီးတော့တီးပေးနေတဲ့ယောဂီရှိတယ်အကုန်လုံးဟာကမ္မထံ လေးစီရှိတယ်ကမ္မဋ္ဌာန်းဆိုတာအလုံးလုံးတဲ့နေရာပေါ့စောင့်ကြည့်နေတဲ့နေရာတစ်ခု ရှိရမယ်အဲ့ဒါစောင့်ကြည့်တဲ့အောင်အရင်ဆုံးအရှိခံအဖြစ်လေ့ကျင့်တာပေါ့စိတ်ကိုစောင့်ကြည့်တတ်လာပြီဆိုတာ ਨੇ မျက်လုံးဖွင့်နေရင်လေ ကိုဘာတွေစိတ်ကူးနေလဲကိုမှအလုံးကောရှိလား ဟိုတွေးတွေတွေးမတွေးဘေးနဲ့ဩမြင်တာလေးတွေမတူတဲ့သဘောတွေမတူတာတွေကြာနေတာလေးတွေမတူတာတွေကိုသိပေးနေတယ်ဆိုတာကိုစိတ်ဟာအလုံးရှိနေအောင်လို့မဟုတ်ရင်ကိုစိတ်မှာဘာမှအလုံးမရှိဘူးဘာမှအလုံးမရှိတဲ့စိတ်ဟာမတည်ငြိမ်ဘူး မတည်ငြိမ်တဲ့စိတ်ဟာအသိဉာဏ်မမြဘူးတည်ငြိမ်နေတဲ့ရေဟာကြည်လင်နေတယ်တည်ငြိမ်နေတဲ့စိတ်ဟာအသိပေါ်များတယ်ပါဠိလိုပြောရင်တော့တမဒိန်ဘိခဝေဘာဝေထတမဒိယဘိခဝေယထာဘူတံအာဇာနာတိမြန်မာလိုပြောရင်တော့ သမာဓိရှိမှဟုတ်တိုင်းမှန်စွာသိနိုင်မှာအဲ့ဒါနဲ့သမာဓိအရေးကြီးဆုံးဘလောက်ထိသမာဓိလိုလဲဆိုတော့ဥပမာအော်သမထသမားတွေကတော့ဒါကိုယ်တွေပါတယ်အကုန်ပြောက်ပေါ့ထွက်လေဝင်လေမလိုက်တဲ့ခါပြောက်ပြီးတော့မှအသီးစိတ်တစ်ခုပဲကျန်ပြီး အဲ့လောက်ထိတမာဒီအောင်ကောင်းတဲ့လူတွေလေးရှိတာပေါ့နောက်ဘဝတွေကိုတော့မြင်နိုင်တဲ့ပုံကိုယ်တွေလေးရှိတာပေါ့ဒါကသမထားရဲ့တမာဒီဟုတ်ပြီမျက်လုံးဖွင့်တဲ့အခါကျတော့ဘာကိုမှတ်နေရမလဲဆက်ဖို့လိုသေးတယ်တတိဆက်ဆက်ဖို့လိုပါတယ်တတိမဆက်ဆက်လို့တရားမရသေးတာကိုရောကတရားရှုမှတ်တဲ့အချိန်ကတနာကြီး ဖုံသုံးတာက ဖုံကြည်လိုက်တာက9နာရီဆိုတော့တရားမရနိုင်သေးဘူးဖြစ်နေတာပေါ့တရားရှုမှတ်ပေါ်များတဲ့အချိန်ကနေပြီးတော့မှစိတ်ဟာဘေးကိုရောက်လို့ရောက်နေမှမသိတဲ့အချိန်ကမြားနေတော့သမာဓိမဆက်ဆက်ဘူးပေါ့အဲ့လိုမျိုးသမထနဲ့သမာဓိဉာဏ်ကောင်းတဲ့ယောဂီကိုသမထအကောင်းတဲ့ယောဂီကို ကြီးကြီးမားမားသံဝေကညံတစ်ခုစကားလေးတစ်ခွန်းသူရဲ့နှလုံးသားလေးကိုဟတ်ထီးစေတဲ့စကားလေးတစ်ခွန်းသာသူကြားလိုက်ရပြီဆိုရင်ငါတော့အဆုံးရှုံးမခံနိုင်ဘူးသူဖြစ်ပြီနော်ဘလိုမျိုးဖြစ်လဲဆိုတော့သူကဟိုဆေးရုံမှာလူနာတယောက်ကိုတော့ကြည့်တယ်လူနာကလည်း ဟူရှိတော့အယိုးရှစ်တလုံးရှစ်တလုံးအယိုးကျိုးနေတဲ့လူနာဆိုင်ကင်ပေါင်းပြီးတော့အဲ့ဒါကိုတဇိုးလေးထိုးပြီးတော့ဂေးလုံးလေးတွေဆွေးထားရတယ်ဘလောက်မြတ်ခံစားရလိုက်မလဲငါသာအဲ့ဒီနေရာမှာဆိုရင်တော့အဲ့ဒီနာကျင်နေတဲ့နေရာကိုထောက်ပြီးတော့တိနေမှာပဲမက်နေမှာပဲပြီးတော့ကိုရှင်းစာစိမ့်လေးဖြစ်တယ်ကိုဟာကိုလေတတိထားရတယ် ငါအဆုံးရှုံးမခံနိုင်ဘူးဒီအရာကလွတ်မြောက်အောင်ကြိုးစားမယ်ဒါငါခံတာမဟုတ်ဘူးလေ့လာရမယ်စောင့်ကြည့်နေရမယ်တနာဝင်ခွင့်မရအောင်လို့သူသဘောပေါက်တော့ပြီဆိုရင်